နတ်ရေကစခန်းအဓိကကကင်းကိုအေအေပူပေါင်းတက်များတင်းယူထားအန်ဒရောင်းလမ်းပေါ်ကစစ်ကော်မရှင်တပ်နဲ့ရေကန်လေကြောင်းရန်ကာကွယ်ရေးစစ်စခန်းရဲ့အကြီးကကကင်းစခန်းဖြစ်တဲ့ Fighter စခန်းကုန်းကိုအာရခတပ်တော် AA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကတင်ပိုက်နိုင်လိုက်ပြီလို့စစ်ရေးသတင်းရင်းမြစ်တွေထံကသိရပါဗျ။အဆိုပါ Fighter စခန်းကုန်းဟာနဲ့ရေကန်တပ်စခန်းနဲ့၃မိုင်နီးပါးအကွာမှာရှိပြီးပြီးခဲ့တဲ့အောက်တိုဘာလ10ရက်နေ့မှာတင်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ အခုကဖိုက်တာကုန်းကတော့တိမ့်လို့ရသွားပြီးတချို့တွေထွက်ပြေးသွားပေမဲ့နှက်ရီကန်ကိုတိမ့်ဖို့ဆိုတခြားကဘာလုံးစခန်းနဲ့မျောစင်ကုန်းစခန်းတွေကြံနေသေးတယ်လို့မြေပြင်ရဲဘော်တယောက်ကပြောပါတယ်။အကြံဖတ်စစ်တပ်ကလည်းနှက်ရီကန်လေကြောင်းရန်ကာကွယ်ရေးစခန်းမှာတပ်ဆင်ထားတဲ့ဟောင်ဝင်စာလက်နက်ကြီးတွေကိုနေရာရွှေ့ပြောင်းမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။နှက်ရီကန်စခန်းဟာရခိုင်ပြည်နယ်နဲ့မကွေးတိုင်းဆက်ဖြစ်တဲ့အမ်ဘရာလန်ဘော်မှာရှိပြီးငဖဲမြို့နယ်ပိုင်ထဲမှာတည်ရှိနေတာပဲဖြစ်ပါတယ်။ CDM ဗိုလ်ကြီးစင်ရောက်ကတော့ဒေတာခန့်တော်ကတော့နှက်ရီကန်ကြသွားပြီလို့ထင်နေကြတယ်တကယ်တော့အနီးကပ်ဖြစ်တာရဲ့ထွေးလုံးရပတ်မှုဖြစ်တာရဲ့လက်နက်ကြီးတွေပါသွားမှာဆိုလို့ပြန်ရုပ်နေတာလက်ရှိနှက်ရီကန်လားကကဘာလုံးစခန်းကူကစစ်တပ်ကထိန်းချုပ်ထားစေပဲဒါပေမဲ့ AA နဲ့တော်လန်ရေးတပ်တွေကလည်းဝိုင်းဝန်းပိတ်ဆို့ထားတဲ့အနေထားပါလို့ဆိုပါတယ်နှက်ရီကန်စခန်းကဟာအမ်းမြို့မကြခင်ကတုန်းကရေတာစခန်းဖြစ်ပြီးအမ်းမြို့ကို အေတပ်ဖွဲ့ဝင်တွေတင်ပိုင်ပြီးနောက်မှာမှာစစ်တပ်ကအမြောက်တပ်ဖွဲ့တွေတမ69အဖွဲ့တွေစုပေါင်းပြီးလက်နက်ကြီးစခန်းအဖြစ် မြေတူးဆက်တွေနဲ့တေချာမူးမန့်ထားတဲ့စခန်းတစ်ခုဖြစ်ပါတယ်။လက်ရှိမှာနေရီကန်စခန်းဤတဝိုက်ကကဘာလုံးစခန်းမျော်စင်ကုန်းစခန်းနဲ့လိုင်ကျေးရွာတဝိုက်မှာစစ်တပ်ရှိနေသေးတယ်လို့သိရပါတယ်။နေရီကန်စခန်းတဝိုက်ကိုအာရခတ်တပ်တော် AA နဲ့ပူးပေါင်းတပ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။